အားလုံးပဲမင်္ဂလာပါကွယ်ဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့ပျောက်ဆုံးနေသောမင်းသမီးလေးနဲ့ကျင်နာတတ်သောအဘအိုဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်ဟိုရှိရှိရုံးကမီရာလို့ခေါ်တဲ့တိတ်ကိုချစ်စရာကောင်းတဲ့မင်းသမီးလေးတပါရှိတဲ့ကွယ်အဲ့ဒီမင်းသမီးလေးဟာ သူမရဲ့အဖေဘယင်ကြီးနဲ့အတူ ကြီးမားတဲ့နန်းတော်ကြီးတစ်ခုထဲမှာအတူတူနေထိုင်ကြတာပေါ့ကွယ် မိရာလေးဟာမနက်တိုင်းမနက်တိုင်းနန်းတော်နာကပန်းဝင်ကြီးထဲမှာလမ်းချောင်းလေးရှိတာပေါ့။အနက်ခင်းလေးတခုမှာတော့သူမဟာပန်းကျန်ထဲမှာလမ်းချောင်းနေရင်နဲ့တိတ်ကိုလှပါတဲ့အပြာရောင်လေးပြောင်လေးတကောင်ကိုတွေးလိုက်ရတဲ့ကွယ်။အိုးတိတ်လာတဲ့လေးပြောင်ကလေးပါလား။မင်းသမီးလေးဟာလေးပြောင်နောက်ကိုလိုက်ရလိုက်ရင်နဲ့ဦးရဲ့နေနာမှာရှိတဲ့တောအုပ်ကြီးတခုထဲသို့ရောက်သွားတဲ့ကွယ်။ မင်းသမီးလေးဟာကိုကိုကိုတတိထားမိပြီးတော့ပတ်ဝန်းကျင်ကိုဝေဝိုက်ကြည့်လိုက်တဲ့အခါမှာတော့သူဟာနန်းတော်သူပြန်သွားဖို့အတွက်လမ်းပြောင်းနေခဲ့ပါပြီ။အော်ငါလမ်းပြောင်းနေပြီပဲ။ငါနန်းတော်ကိုဘလို့ပြန်ရမလဲ။ရှေ့ကို၁၆ကြည့်အောင်မှာပါ။မင်းသမီးလေးဟာရှေ့သူ၁၆ရင်း၁၆ရင်းနဲ့ရွာကလေးတစ်ရွာစီတို့ရောက်သွားပါတော့တယ်။သူမဟာမောပန်းခြင်း စာလောင်ခြင်းနဲ့ကြောက်ရွံ့ခြင်းတွေကို ခံစားနေရတော့တာပေါ့ကွယ်။သူမရဲ့အဝတ်စားတွေအလုံးကလည်းညစ်ပေနေတာကြောင့်ရွာထဲမှာရှိတဲ့သူတွေအလုံးဟာမင်းသမီးလေးတစ်ပါးဆိုတာကိုသတိမထားမိကြဘူးပေါ့ကွယ်။တနေရာအရောက်မှာတော့သူမဟာဆင်းရဲတဲ့အဖအုပ်တဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။အိုးမင်းမငယ်လေးမင်းကိုကြည့်ရတာပင်မနေတဲ့ပုံပဲ လာပါအဖွားရဲ့အိမ်ထဲမှာခဏနားပါဦးအဖွားအိုရဲ့အိမ်ကလေးဟာသင်းငယ်ပေမဲ့လည်းနှွေထွေးလုံးုံတယ်လို့ခံစားရစေပါတယ်မင်းသမီးလေးဟာအဖွားအိုကိုအကြောင်းစုံပြောပြလိုက်တော့တာပေါ့အဲ့ဒီခါမှာအဖွားအိုက"သူမရဲ့အိမ်မှာပဲနေပြီးတော့မင်းသမီးလေးကိုလာပြန်ခေါ်မယ့်အချိန်ကိုစောင့်နေဖို့"ပြောလိုက်တော့တာပေါ့ကွယ် တီလိုနဲ့မင်းသမီးလေးကလည်းအဖေါ်အိုရဲ့အလုပ်တွေကိုကုလုပ်ပေးရင်းနဲ့ဘယင်ကြီးလာခေါ်မဲ့အချိန်ကိုစောင့်နေတော့တာပေါ့ကွယ်မင်းသမီးလေးနဲ့အဖေါ်အိုတို့နေတဲ့ရွာထဲမှာဒါရာလို့ခေါ်တဲ့မိမကြီးတယောက်လည်းနေထိုင်တဲ့ကွယ်အဲ့ဒီမိမကြီးဟာလောဘကြီးပြီးတော့ငွေမတ်တဲ့မိမကြီးပဲဖြစ်ပါတယ်အဲ့ဒီမိမကြီးဟာ မင်းသမီးလေးကို တွေ့သွားတဲ့အခါမှာတော့အကြံတစ်ခုရသွားတဲ့ကွယ် อืมဒီကောင်မလေးကို ကြည့်ရတာတန်တန်ပြက်ပြက်လေးပဲငါသူ့ကို ရောင်းရတော့ပတ်စံတွေအများကြီးရမယ်ထင်တယ်ဒီလိုနဲ့ဒါရာဟာအဖွားအုံမရှိတဲ့အချိန်ကိုရှောင်းပြီးတော့မင်းသမီးလေးစီတို့ရှင်းကက်သွားပါတော့တယ်။အဲဒီနောက်မှာတော့မင်းသမီးလေးကို သူနဲ့လိုက်ခဲ့ဖို့အတွက်စီယုံတော့တာပေါ့ကွယ်။ဒါရာဟာမင်းသမီးလေးနဲ့စကားပြောနေတော့မှပဲအဖွားအုံကသူ့ကိုနီနာတို့ရောက်ရှိလာပါတော့တယ်။ ဟေးဒါရာ မင်းကလေးကို ခေါ်သွားဖို့မစူးစမ်းပါနဲ့အဖွားအိုနဲ့ဒါရာတို့အငင်းခုန်ဖြစ်နေတော့မှာပဲကျေလောင်တဲ့မြင်းခွာသံတွေကိုကြားလိုက်ရပါတော့တယ်အဲ့ဒါကတော့ဘယင်ကြီးနဲ့သူ့ရဲ့တပည့်စစ်သားတွေဟာပျောက်ဆုံးနေတဲ့မင်းသမီးလေးကိုလိုက်ရှာနေကြတာပဲဖြစ်ပါတယ်။အဖွားအိုတို့နီနာကိုရောက်လာတဲ့အခါမှာတော့ဘယင်ကြီးဟာပျောက်ဆုံးနေတဲ့မင်းသမီးလေးကို တွေ့လိုက်ရတဲ့အတွက်တိတ်ကိုဝမ်းသာသွားတော့တာပေါ့ကွယ်။ မင်းသမီးလေးကလည်းသူမရဲ့အဖေဘရင်ကြီးကိုပြန်တွေ့ရတာကြောင့်အင်မတန်ဝမ်းသာသွားတော့တာပေါ့ဘရင်ကြီးဟာသူမရဲ့သမီးလေးကိုကောက်ွယ်ပေးထားတယ်အဖွားအိုကိုကျေးဇူးတင်စကားဆိုလိုက်တော့တာပေါ့ကွယ်မင်းသမီးလေးကလည်းအဖွားအိုဟာသိတ်ကိုကျဉ်နာတက်ပြီးတော့သူမအပေါ်မှာနင်းနေထထွေဆက်ဆံတဲ့အကြောင်းကိုလည်းပြောပြလိုက်တော့တာပေါ့ပြီးတော့အဖွားအိုကိုသူမတို့နဲ့အတူတူနန်းတော်သို့ခေါ်ဆောင်သွားခြင်းအကြောင်းကိုလည်း ထပ်ပြောလိုက်တော့တာပေါ့ကွယ်။ဘယင်ကြီးကလည်းကောင်းပါပြီ။သမီးလေးရဲ့ဆန္ဒအတိုင်းအဖအိုကိုလမ်းတော်သူခေါ်သွားကြရအောင်လို့ပြန်ပြောလိုက်တော့တာပေါ့။ဒီလိုနဲ့မင်းသမီးလေးဟာအဖအိုကိုခေါ်ပြီးတော့သူမရဲ့ဖခင်ဘယင်ကြီးနဲ့အတူလမ်းတော်သူလိုက်ပြန်သွားတော့တာပေါ့ကွယ်။ အဲ့ဒီနေ့ကနေစပြီးတော့မင်းသမီးလေးနဲ့သူမရဲ့မိသားစုတွေဟာ အဖွားအိုကို အဖွားအရင်တယောက်ကဲသို့ ပြုစုဆောင်ချောက်ကြတော့တာပေါ့ကွယ်လောဘကြီးပြီးတော့ငွေမတ်တဲ့ဒါရာကလည်းသူ့ရဲ့အမားတွေအတွက်တင်ငန်းစာရတော့တဲ့အပြင်သူတပားအပေါ်ဘယ်တော့မှထိခိုက်နေနာအောင်မပြုတ်လို့ပဲနဲ့ကျင်နာစွာဆက်ဆံမမယ်လို့ဆုံးဖြတ်ချက်ချလိုက်တော့တဲ့ကွယ် ုံမြင်လေးကတော့ဒါပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေကိုတင်ဆက်ပေးအောင်လဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။